ကဲဒီနေ့မှာတော့တငယ်ချင်းတွေနဲ့အိမ်မှာအလွတ်တကူမွေးငါချက်စားတဲ့ vlog လေးပဲဖြစ်လို့အားလုံးပဲအဆုံးထိလိုက်ကြည့်ကြပါအောင်နော် ain't no ဒါရန်ကုန်ကနေယူလာတဲ့စက်မှုသုံးကြုံကခုမိုးဝင်းကထုတ်လေးပေါ့နော်။သူကကြတော့အဲ့လိုမျိုးနိုင်ငံသားရောက်နေတဲ့သူတွေဒီလိုမျိုးမိုးဝင်းကကောင်းကောင်းစားချင်တဲ့သူတွေအတွက်ကိုအလွယ်တကူအိမ်မှာပဲချက်စားလို့ရတဲ့အထုတ်လေးဆိုတော့အရန်ကိုအဆင်ပြေ။အရင်ဆုံးအထုတ်ထဲမှာပါတဲ့ဆန်လွန်မုတ်ကိုရေအေးလေးနဲ့ပြပြကလေးဖြောထားမယ်ပေါ့နော်။ပြီးရင်တော့ဒေအိုကြီးထဲမှာရေသက်1လီတာကိုပပတ်စုနေအောင်အကျိုးထားလိုက်မယ်။ အမရေပပွက်ဆူလာပြီဆိုရင်တော့ဒီငါးစီတက်ထားတဲ့မဝင်ကအနှစ်ထုပ်ကိုဖောက်ပြီးတော့သူ့ရဲ့အနှစ်တွေပျော်ရွာရဲ့အထိတမအောင်မှုပေးမယ်ပြီးရင်ဆောဆောအဖျော်ထားတဲ့ဆန်လော်မုံအနှစ်ကိုလောင်းထည့်ပြီးတော့နိုင်ဝက်လောက်ခဏကြိုထားမလိုက်မယ်ပေါ့နော်။ငါးစီတန်းအနှစ်လေးပျော်လာပြီဆိုရင်တော့ငရုတ်ကောင်းမုံလေးကိုခတ်ထည့်လိုက်မယ်။ပြီးရင်နော်ဆိုင်တို့ကမဝင်ကားထဲမှာဘဲဦးအနှစ်ခက်များများထည့်ပြီးတော့စားရတာကြိုက်တာမလို့ဒီလိုဘဲဦးလေးတွေကိုတေချာစိတ်ပြီးတော့ထည့်လိုက်မယ်ပေါ့နော်။ သူရဲ့မောင်ကအနှစ်ထုတ်ထဲမှာဒီလိုမျိုးငခုပဲနိုင်ချင်းနဲ့ငဖယ်ဖက်ကလေးပါထည့်ပြီးထားဆိုတော့တော်တော်လေးမိုက်တယ်ပြီးရင်တော့မုတ်ဖက်လေးကိုတေချာလေးနှွာပြီးတော့စောစောကရေးဆေးထားတဲ့နန်းနန်းပင်နဲ့ပဲသီးလေးကိုတေချာလေးကိုက်ထားလိုက်ပါမယ်။ဒီနေရာမှာ Bless Food တွေကနေပြီးတော့ featuring အနေနဲ့ပါဝင်အားဖြည့်ပေးထားပါဗျ။ ဒီမှာကတော့ကိုကြိုက်ရင်ကြိုက်တယ်လို့ပဲကြော်ဘူးတိကြော်စမူစာကြော်ကြိုက်တာထည့်စားလို့ရတယ်ပေါ့နော်။ကဲအခုဆိုရင်တငယ်ချင်းတွေလည်းစုံပြီဆိုတော့မွေးဝင်းကလေးစားထည့်လိုက်ပါတော့မယ်။ဒီမွေးဝင်းကပွဲပြင်လေးထဲမှာတော့ဒီငဖဲပဲကြော်ဘဲဦးနန်နန်ပင်ပဲတိခင်းရှင်တီကိုရောပါလီကလောက်ထည့်ပြီးတော့ငရုတ်တီအကြက်မုတ်ခက်ဆက်ဆက်ကလေးနဲ့တက်မြာချမ်းလေးညှစ်ထည့်ပြီးစားလို့ရှင်တော့လုံအောင်ကွက်တီပဲ။ Nothing

ဒီစမှုတော်ညောင်ကခုမောင်းငါထုတ်လေးရပါတော့အိမ်မှာမောင်းငါကိုအလွယ်တကူချက်စားခြင်းတဲ့သူတွေအတွက်ဆိုရင်တော့တော်တော်လေးအဆင်ပြေတယ်ตัวไอ้ตะทุบกูဆိုလို့ရှင်မုတ်ဖက်90ตาလောက်နဲ့စားလို့ရရပါတော့။ตัวဟင်းရေပြပြကလေးစားမယ်ဆိုလို့ရှင်တော့9ဘွယ်9ဘွယ်လောက်ထိရပြီးတော့ဟင်းရေမပြမကျဲလေးစားမယ်ဆိုရင်တော့9ဘွယ်ကနေပြီးတော့10ဘွယ်လောက်ထိရရပါတော့။ဒါကတော့ဆိုင်းတို့တငယ်ချင်းတွေတချံပိတ်ရမှာအိမ်မှာအလွယ်တကူလောက်စားဖြစ်တဲ့မောင်ငါ vlog လေးပဲဖြစ်ပါတယ်။ ကဲဒါဆိုရင်တော့တကယ်ချင်းတွေနဲ့ဆက်စားလိုက်အောင်မယ်နော်။ဆိုင်းရဲ့နောက် vlog တွေမှာပြန်တွေ့ပါမယ်။အားလုံးပဲတတား။